မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 4ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတန်းကမ့်ဘလူမျိုးနဲ့ချင်းမြေချင်းရွာပြူစောတိစခန်းကပင်ကားဝဝါတော်ဝလက်အောက်ခံပြည်သူ့ဆက်အမြေခံပြူစောတိများကိုဝင်ရောက်တိုက်ခိုက်ရာ ပြူစော်တီ၄កောင်တေးပြီးတော့တနက်၅လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၃ရက်နေ့မနက်၈နာရီလောက်ကကံဘလူမြို့နယ်ချင်းမြေချင်းရွာပြူစော်တီအထိုင်စခန်းကနေချင်းမြေချင်းကာဘူးလမ်းမိုက်မှာကင်းယူဖို့ထွက်လာတဲ့စစ်ကောင်စီအုပ်စုနဲ့ ပြူစောတိ၈ရောက်ပါတဲ့ဆိုင်ကယ်၄စီးကိုညောင်မင်းဆက်ရွာမြောက်ဘက်အရောက်မှာကမ်ဘလူခရိုင်အမှတ်လေးတိုင်ရင်နဲ့နေမြေကန်ပကဖားတွေကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရန်သူဘက်က၄កောင်တိုက်ခဲ့ပြီးတော့ G3 တပ်နဲ့၃လက်၊ကာပိုင်တပ်နဲ့၂လက်ကိုတိုက်စီရရှိခဲ့ပါတယ်။မိမိတို့ဘက်ကထိခိုက်ကြဆုံးမှုမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ကမ်ဘလူခရိုင်တိုင်ရင်လေးကဖော်ပြထားပါတယ်။ကမ်ဘလူနယ်ထဲမှာ သင်္ကန်းဝတ်ဝါတော်ဝဥဆောင်တဲ့ပြူစောတီးတွေကြီးစိုးတောင်းကျမ်းနေပြီးတော့လူတက်တာလူရက်တာမီးရှို့တာလမ်းပေါ်မှာဂိတ်ဖွဲ့ပြီးတော့ငွေညစ်တာပေါ်တာဆွဲတာတွေကိုကျူးလွန်နေတယ်လို့ဒေသခံတွေကတိုင်ကြားထားပါတယ်ဖေဝါရီလ3ရက်နေ့မွန်လွဲ2နာရီလောက်မှာလဲကက်မလူနဲ့ဇီးကုံမျိုးကထွက်လာတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောတီပူပေါင်းအဖွဲ့ကဇီးကုံမျိုးအနောက်ဘက်ကသပိတ်မောက်ရွာကိုမိရှုဖျက်ဆီးပြီးတော့အနီးနားကရွာတွေကိုပါ drone နဲ့ဘုံတိချတိုက်ခိုက်လို့ပြည်သူနှောင့်ဦးတေဆုံးက ုံးတရားရရှိခဲ့တယ်လို့ဒေသခံတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်လင်းစင်းတိုက်နယ်ရဲစခန်းကိုမဟာမိတ်တပ်ဖွဲ့များနဲ့အတူဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ3ရက်နေ့မနက်6နာရီခွဲအချိန်ကမှစစ်ကောင်စီတပ်ကအင်အား40ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့လင်းစင်းတိုက်နယ်ရဲစခန်းကိုမင်းဘူးခရိုင်အမှတ်တပ်ရင်အမှန်ငါးတပ်ရင်ဘာမာအာမီ BA မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့ဒေါင်းစစ်အောင် LPDF ဒေါင်းညီနောင် LPDF SLN LBDF စလင်းပါကဖနဲ့မကွေးတိုင်းဒရုန်းတပ်ဖွဲ့တို့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။သတင်းရတာကတော့စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုများနိုင်ပါတယ်လို့မင်းဘူးခရိုင်အမှတ်၁တိုင်ရင်းကတာဝန်ရှိသူကပြောပြထားပါတယ်။အဲ့ဒီလင်းစင်းတိုက်နယ်ရဲစခန်းကိုတိုက်ခိုက်နေတဲ့အချိန်နှစ်နာရီခွဲကကြာမြင့်ခဲ့ပြီးတော့စခန်းကိုဝင်ရောက်စီးနေနေတဲ့အချိန်မှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူရောက်ရှိလာတဲ့အတွက်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနိုင်ခြင်းမရှိဘဲစစ်ကောင်စီတပ်သားတချို့နေထိုင်တဲ့နေအိမ်တလုံးကိုသာမိရှုဖျက်ဆီးနိုင်ခဲ့ကြောင်းကို တောင်းစီအောင်တပ်ဖွဲ့ကတာဝန်ခံရဲဘော်ထူးလေးကပြောကြားထားပါတယ် ကျွန်တော်တို့ပွဲချိန်အတွင်းမှာပဲလေချောင်းပစ်ကူလာတယ်နောက်ပြီးတော့ဆလင်းကန်များလမ်းဘက်ကနေပြီးတော့မြေပြင်စစ်ကူလည်းရောက်လာတဲ့အတွက်ကျွန်တော်တို့တွေပြန်ဆုတ်ခဲ့ရပါတယ်လို့၎င်းကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများနိုင်တော့လဲလက်တလုံးကတော့အထိကျမသိရသေးပဲမဟာမိတ်တပ်များဘက်ကရဲဘော်များကတော့အထိကျမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမင်းဘူးခရိုင်ပွင့်ဖြူမြို့နယ်မှာရှိတဲ့မဲဆလီရဲစခန်းကိုတော်လိုင်းပူပေါင်းတပ်များကဇန်နဝါရီလ31ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မင်းဘူးမြို့နယ်မှာရှိတဲ့လက်ဘရောစက ခန်းကိုဖေဗူလာ၁ရက်နေ့မှာတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်မုဒုံမြို့နယ်ရဲစခန်းလဆရနှစ်မုဒုံနယ်ကြိုင်မြောမြို့နယ်ကရာရွာရဲစခန်း6နှစ်ခွစစ်စခန်းတို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မှာမုဒုံမြို့နယ်ရဲစခန်းအမှတ်နဲ့၄ချောင်းရံကာကွယ်ရေးစက်သွဲမှုတိုက်ရင်မုဒုံနယ် ကြိုင်မယောမြုတ်နယ်ကဒါရွာရဲစခန်း6နှက်ခွစစ်စခန်းတို့ကိုတွန်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်6နှက်ခွစခန်းကိုမနက်9:40မိနစ်မှာ 7kg ဘုံဒီနှလုံးမှုရုံရဲစခန်းကိုမနက်9:00ခန့်မှာ 1.5kg ဘုံဒီတစ်လုံးအမှတ်နဲ့လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်းမှုရုံမှာရှိတယ်120မမလက်နက်ကြီးအထိုင်နဲ့အရာရှိအင်အားခဲရန်တိုက်နေရာများကို 1.5kg ဘုံဒီ၃လုံး ကရရရဲစခန်းနဲ့စစ်စစ်ရဲ့ဂိတ်တို့ကို 1.5kg ဘုံဒီနှလုံးတို့နဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရှားထူအောင်နီးပညာတပ်ဖွဲ့နဲ့မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းဆက်ဆင်ရေးအဖြစ်နဲ့ဖော်ဆောင်နိုင်ခဲ့ပြီးတော့ Facewind Drone 6စီးဆုံးရှုံးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အရခတတော်အေအေထိန်းချုပ်ထားတဲ့မင်းများမျိုးနဲ့လက်မရွာကကြေးရွာအုပ်ချုပ်ရင်းမှုကိုလူတစုကလာရောက်တပ်ဖြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်မရွာဟာမွတ်စလင်ကြေးရွာဖြစ်ပြီးတော့ကြေးရွာအုပ်ချုပ်ရင်းမှုဦးသိန်းနိုင်ဟာ ဖေဖော်ဝါရီလ၁ရက်နေ့ညကတပ်ဖြတ်ခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အဖွဲ့လိုက်လာတာဓာတ်နဲ့ခုတ်ပြီးတော့ထွက်ပြေးသွားတာလို့မင်းပြမျိုးကန်တအူးကပြန်လည်ပြောပြထားပါတယ်။အဲ့ဒီဖြစ်စဉ်ကို AA ရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနကစစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။တိုက်ခိုက်သွားသူများဟာအာစာတပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်းဒေသခံတအူးကပြောပါတယ်။အာစာဟာရခိုင်ပြည်နယ်ကမြို့နယ်တချို့မှာအရသားများကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုများမကြာခဏပြုလုပ်နေတယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကမောင်တော်မြို့နယ်ကြောက်ပနူရွာက ရသေးတောင်မြို့နယ်ဇေဒီပြင်ရွာကိုလာတဲ့တုံးမိတ်ကတစည်းကို မေယူတောင်ကျော်လန်းမြို့ယူကျေးရွာအနီးမှာအာစာအဖွဲ့ကတန်းတန်းနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်အရသာတအုပ်သေးဆုံးပြီးနှစ်ဦးတရားရရှိခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင် ဒီဇင်ဘာလ24ရက်နေ့ကလည်းမောင်တော်မြို့နယ်ကျိန်ချောင်းနယ်တောင်ပြိုကြားမှာစေတနာဝန်ထမ်းအမျိုးသမီးဈေးဝယ်အမျိုးသမီးစုစုပေါင်း16ဦးလိုက်ပါလာတဲ့ခီးတဲ့တင်ကာဒစီကိုအာစာတပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတော့တဦးတေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အေဘက်ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မဂွေတန်ပေါ့မြုံနယ်အတွင်းစစ်ကြောင်းထုတ်နေတဲ့အကြမ်းဖက်စစ်တပ်ကကြောက်လုံးရွာကိုမိရှုဖျက်ဆီးပြီးတော့ပြည်သူတအုပ်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးကစစ်သားများရဲ့ပြစ်ခတ်မှုကြောင့်အမျိုးသမီးတအုပ်ကြီးစံထိမှန်ခဲ့ရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ဖေဝါရီလ3ရက်နေ့မွန်လယ်တနအီကမှမြိုင်မျိုးစစ်မှုဆောင်ကနေထွက်လာတဲ့အင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာပေါင်းမြို့နယ်အရှိမြောက်ပိုင်းမှာရှိတဲ့ကြောက်လုံးရွာကိုလက်နက်များပစ်ဖောက်ကဝင်းရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဝင်းရောက်စီးနှင်းပြီးတဲ့နောက်မွန်လယ်2နာရီ30မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကကြောက်လုံးရွာကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာနေအိမ်များကိုမိရှို့ပြီးတဲ့နောက်ရွာတွေကနေပြန်လည်ထွက်ခွာလာပြီးဝက်ပုတ်ရွာကတားမိနှစ်ဦးကိုဖမ်းဆီးကာ ဖုန်းများကိုလူယူသွားတယ်လို့သိရပါဗျ။အဲ့ဒီဆက်ကြောင်းဟာဝိုင်းရင်ချန်ရွာတောတိုင်းမှာနေထိုင်နေတဲ့အမျိုးသားတအုပ်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အမျိုးသမီးတအုပ်ကိုလည်းတနက်နဲ့ပြစ်ခတ်ခဲ့ခြင်းကြောင့်လက်မောင်းမှာကြည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။နေအိမ်ပြည့်စည်မှုအခြေအနေတော့မသိရသေးပါဘူး။စစ်ခွေးစစ်ကြောင်းကအဲ့ဒီရွာအနီးနားမှာပဲရှိနေသေးတယ်။ပြည်သူတွေကတော့ရှောင်တိန်နေကြပါတယ်လို့ We Love မြိုင်အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကြောက်လုံးရွာနဲ့ဝိုင်းရင်ချန်ရွာတောတိုင်းများအနီးမှာဆက်လက်ကင်းချထားတာတတ်ဆွဲထားပြီးတော့ အနီးအနားမှာရှိတဲ့ကျေးရွာများကပြည်သူများဟာလည်းစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်တဲ့မြို့နယ်များကိုအကြမ်းဖက်စစ်တပ်ကဇန်နဝါရီလအတွင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ73ဦးသေဆုံးပြီး26ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိုးကုံမြို့အရှိပိုင်းကိုလေကြောင်းအုံပြုပြီးတော့ဘုံအလုံးကြီး20ခန့်လာရောက်ကျဲချတိုက်ခတ်မှုကြောင့်ပြည်သူပိုင်းနေအိမ်၅လုံး ဖုန်ကြီးကြောင်းတစ်ကြောင်းနဲ့မော်တော်ယာဉ်တစ်စီးတို့ထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။ဇန်နဝါရီလ22ရက်နေ့နဲ့22ရက်နေ့တွေမှာနောင်ချုံမြို့နယ်ကို Jet Fighter နဲ့ဘုံလေးလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်အမျိုးသား9ဦးနဲ့အမျိုးသမီး4ဦးသေဆုံးခဲ့ပြီးတော့အမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်ကိုလုံးနဲ့ ်ဖုန်ကြီးကြောင့်တကြောင်ထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်အလားတူပဲကြောင်မဲမြို့နယ်မှာလည်းအကြပ်ပတ်စစ်တပ်က Jet Fighter နဲ့ဇန်နဝါရီလ25ရက်နေ့မှာဘုံလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးတို့တေဆုံးခဲ့ပြီးအမျိုးသား9ဦးနဲ့အမျိုးသမီး18ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်7လုံးထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်အကြပ်ပတ်စစ်ကောင်စီဟာတောင်ပြင်းတဲ့အတွင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူများကိုဥတီပြီးတော့ရည်ရွယ်ချက်ရှိရှိလေကြောင်းကနေလာရောက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ခလိုက်ရ2-5နဲ့တိုက်ရင်းကစစ်မှုထမ်းတပ်သားတဲ့တဦးဟာတနက်နှစ်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ30ရက်နေ့ညပိုင်းမှာပခုတ်ကူမြို့နယ်တပ်မတရတဲ့လက်အောက်ခံခလိုက်ရ2-5နဲ့တိုက်ရင်းကစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ ကိုဝင်းဆန်းထွေးဟာထွက်ပြေးလာပြီးတော့ဘာမား Revolution Rangers တပ်ဖွဲ့ထားမှအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့တပ်သားတဲ့ကိုဝင်းဆန်းထွေးဟာ MA1 တနတ်တလ MA2 တနတ်တလနဲ့ ကြည်ပေါက်၃ခုနဲ့ 5.56G 120တောင်းတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတနက်နှစ်လက်နဲ့ကြီးစံများကိုယူဆောင်လာခဲ့တဲ့အတွက်ကြောင့် Burma Revolution Rangers တပ်ဖွဲ့ကစွန့်ဝေချက်300နဲ့ Redmi Note 13 Pro ဖုန်းတစ်လုံးတို့ကိုစုချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကအရာရှိအရာခံစစ်ဗိုလ်များတပ်သားများနဲ့ပြူစောထီးများအနေနဲ့အမြင်မှန်ကိုရကအကြမ်းဖက်စစ်တပ်လက်အောက်မှာမနေကြဘဲ ဘာမာ Revolution Rangers တပ်ဖွဲ့မှဖြစ်စေနီးဆာယာတော်လိုင်းတပ်ဖွဲ့များမှဖြစ်စေအလင်းဝင်ရောက်ကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolution Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you